ကုန်းမြင့်လင်းလင်းကြီးနဲ့တောင်တန်းကြီးတွေရဲ့ကြားကဒန်နာယီစန်းနဲ့နောက်ခံသမိုင်းကျောင်းတွေနဲ့အတူဆွဲဆောင်နိုင်တဲ့မြို့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းကပင်တရားဆိုတဲ့ဒီမြို့လေးပါပဲကင်းရညီမခုနှစ်ပေါင်းဒွေမေနော်တို့ရေကစားခဲ့ကြတယ်ဗုဒ္ဓလုတ်ရေခမ်းကြီးကတော့မြို့တစ်မြို့ရဲ့ဂုံရီတရဖြစ်တဲ့ရေခမ်းရှိခြင်းဆိုတဲ့ပြည်စုံခြင်းကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။နေရကျော်တက်တန်းရှိနေပြီဖြစ်တဲ့ညောင်ချက်ပင်ကြီးရင်းနဲ့အတူ ရှက်ဖြားသွင်းမှုနေတဲ့အကိုင်းခက်တို့ကလည်းပင်တရားဆိုတဲ့ဒီမျိုးလေးရဲ့တက်တန်းကိုမှန်းဆတွေးကြနိုင်စေဖို့အတွက်ဒေလီစကားထားနေတယ်လို့ခံစားကြရစီပြန်ပါတယ်။ဒါကြောင့်မို့လဲရှမ်းပြည်နယ်ရဲ့သဘာဝအလှပများစွာရဲ့ကမှပင်တရားမျိုးလေးဟာ လူတိုင်းနှုတ်ဖျားရေပန်းစားတဲ့လေလာလည်ပတ်စရာနေရာတစ်ခုအဖြစ်မျက်နှာပန်းလှလှနဲ့ပါဝင်နေတာပဲမဟုတ်ပါလားရှင်။ပင်တရာမြို့ကိုရောက်ပြီးဆိုရနဲ့ဖခင်လည်းဖူးရင်ဒေတန္တရဘဟုတုဒ္ဒကိုရှာမိနိုင်တဲ့နေရာအဖြစ်ဧည့်သည်တွေတောင်းရောက်လည်ပတ်လို့ရှိတယ်။အထင်ကရနေရာကတော့မြို့ရဲ့အနောက်ဘက်တောင်ရိုးရိုးမှာရှိတဲ့ပင်တရာရွှေဥမေလိုင်းကိုပဲဖြစ်ပါတယ်။ တိုင်ကိုတလန်စီကသူ့တို့မင်းသားပင်ကူကြီးအားပြားနဲ့ခွင်းနေဟဲရုတ်ထုကြီးတွေကတော့ပင်ကူရမပင်တရားဖြစ်ရွေးလျားလာတဲ့ပင်တရားမျိုးရဲ့တမိုင်အဖြစ်တွေ့မြင်မှတ်သားနိုင်ကြပါတယ်ရှင်ဦးမင်းတဘာဝလိုင်ကိုကြီးစီကိုတော့တောင်ဆောင်တစ်လျှောက်ကလေကတိတွေအတိုင်းဇောင်းတန်းအသွေးသွေးကိုတက်လန်းဖြတ်တန်းရင်းနဲ့ တွားရောက်ကြရမှာဖြစ်ပါလိမ့်။တောင်တလန်းတရှောင်းအေးမြတဲ့လင်းလူအေးကိုရှူရှာရင်မမောမပန်းတဲ့တလန်းကအေးစန်းသားရလှတဲ့ပေဒီယာမျိုးရှူခင်းတဲ့ကြည်လင်စိမ့်မြနေတဲ့ဘုတ်လုတ်ရေခဲရဲ့အလှတဘာဝကိုဝေးဟင်းမြင်ဝင်းဖြစ်တွေ့မြင်ကြရမှာဖြစ်ပါလိမ့်။ နေဂတိရေပေါင်းတရားကျော်ရဲ့အဆုံးကျေဝန်းလာတဲ့ထုံးချကူကြီးရဲ့အတွင်းမှာတော့ရွှေရောင်တိနဲ့ပြေလွှမ်းနေတဲ့တရားရုပ်ပွားတော်အဆူဆူကိုကြီးညိုတက်ပေပွဲပူးမြော်နိုင်ကြပါတယ် ဂိုဝင်းဘဲဘဲချင်းကအခုဖုံးပေါ်ရတဲ့ဇေဒီတော်ကတော့ညံတော်အမည်အတောင်း90ရှိတဲ့ရွှေဝိမင်ဇေဒီတော်ပဲဖြစ်ပါဘူးအတော်ကမင်းကြီးတီထားခဲ့ပြီးအလောင်းစီသူမင်းကပြုပြင်ခဲ့တယ်လို့လဲဆိုကြပါတယ်ရှင် ဘူးဝင်ကနေလိုင်ကောင်မြောက်ဖက်အဆုံးထိအရှိပေ490ရှိပြီးကြောက်တောင်းဦးမင်းကြီးရဲ့ကြောက်ကိုနှယံတွေနဲ့မျက်နှာချက်ချက်မှာတော့ဘုရားစင်တူတော်အရေးဆုံးကိုလက်ညှိုးထိုးမလွယ်ပူဇော်ထားရှိကစင်တူတော်အရေးအတွက်ကရှစ်ထောင်ကျော်ခန့်ရှိတယ်လို့လည်းမှတ်သားသိရှိရပါတယ်။ရှင်ဟောင်းတမိုင်းဝင် ရှေးဦးမင်းလိုင်ကူတော်ဘုရားရဲ့ဗုဒ္ဓပူဇနီးယပွဲတော်ကိုတော့နေ့စဉ်တပေါင်းလာမှကျင်းပလိရှိပြီး မြန်မာနိုင်ငံနေရအနှံ့ကဘုရားဘူးဧည့်သည်တွေနဲ့အထူးစေကားတဲ့ပွဲဖြစ်နိုင်နေကြော်လာပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ပင်တရားမျိုးဟာမျှတတဲ့ရာသီဥတုရာသီမပြေအကြမ်းလက်မရှိတဲ့တောင်ယာဆိုင်ကွင်းလက်ဖက်ခင်းတဲ့လေယာဉ်လုပ်ငန်းကွင်းဒေတာထုတ်ကုန်လို့ခိုင်ခိုင်မာမာနဲ့ဂယုစွာပြောနိုင်တဲ့ရိုးရာနဲ့ရှင်းတဲ့လက်မှုထုတ်ကုန်တွေ ဒါတွေကိုလေ့လာနိုင်သလိုဒီလိုသောအခြားတွေကို စိတ်ကျဝေဥနိုင်တဲ့ဈေးနှိမ့်လို့ခေါ်ကြတဲ့၃ရက်တစ်စီး၅ရက်တစ်စီးဆိုတဲ့ဈေးနှိမ့်ပြီဒါတွေကတော့ဒင်းတရားမျိုးလေးကိုမဖြစ်မနေအရောက်သွားဖို့ဆွဲအားတွေဖြစ်တယ်လို့ကျိန်းပန်များစွာအလေးလေးသွားဖို့အတွက်အကြောင်းရင်းတွေပါဆိုလဲမမနိုင်ပါဘူးရှင် ။ဒါကြောင့်မို့တဘာဝတောတောင်အနှပါတွေနဲ့တောင်ရဆိုင်ခင်အနှပါတွေဒေသနယ်တိုင်းသားတွေရဲ့နှွေးထွေးပြူငါမှုတွေသမိုင်းဝင်တဘာဝအမွေနှစ်တွေနဲ့တပ်ဝင်ပကြီးကတစ်ချက်လိုလှနေတဲ့တဘာဝတွေကတဘာဝအလှတွေကိုထိတွေ့ခန်းစားနိုင်မဲ့ပင်တရားဆိုတဲ့ဒီမျိုးလေးကိုတက္ကနာဖြစ်လာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါရစီတော့လားရှင်။